ဒွေမြူမာမေလာ20ရက်နေ့ညနေပိုင်းကပေလွန်တုတ်ခွေးယောဂာနဲ့ကလေးတူထမှန်တည်ဆုံတဲ့လိုမျိုးကန်ချိုနဲ့ဂျမိုင်ဝင်တန်တိုင်ဝဲစီကဆုံဆန်းတည်ရပါတယ်။တည်ဆုံသူကလေးငယ်အားဒွေမြူကြက်ပင်မြောင်ရွက်ွက်မှနေတဲ့အသက်6နှစ်အရွယ်ကလေးဖြစ်ပါတယ်။မေလာဒုတိယပတ်ထဲဖျားယောဂာနဲ့ဒွေစီအိုကြီးမှာစေကူဒအနေအားကနေမေလာ20ရက်နေ့ညနေပိုင်းမှာပြင်းထန်တွေးလုံးတုတ်ခွေးယောဂာနဲ့တည်ဆုံသွားခဲ့တာပါ။ ဒဝင်မျိုးပေါ်ကစကောင်းစီတက်စေုံပြည်သူစေုံနဲ့ပုဂလိကစေုံတွေမှာမေလအတွင်းဒွိမှုတူကွေးရှော့ကာနဲ့တယောက်သူများနေပြီးအခုပါတွင်တွေးတွင်ကုသရမယ်ကလေးလူနာတို့အတွေ့နေ့စဉ်နေပါသွေးရှာပေးရတယ်လို့မြို့ကန်သူအလူရှင်တင်တင်းတောင်းရင်ရှိသူတို့ကပြောပါတယ်မေလစီရင်နေကလည်းဒဝင်စေုံကြီးမှာတွေးလုံးတူကွေးရှော့ကာနဲ့စေကုသနေတဲ့အသက်6နှစ်အရွယ်မေကလေးတို့သိဆုပ်ခဲ့ပါတယ်ဒါကြောင့် ဒွေမျိုးပေါ်မှာဆဲရဲ့အတွင်းဒွေလုံတော်ကွေးရှော့ကနဲ့သေဆုံးတဲ့ကလေးနှစ်ဦးအထိရှိလာပါတယ်။ဒွေမျိုးပေါ်မှာမိလာအတွင်းဒွေလုံတော်ကွေးရှော့ကလက္ခဏာတွေ့ရတဲ့ကလေးလူနာများလာတာကြောင့်ဒွေခရင်ကျမကြီးဦးစီဌာနနဲ့မြို့ခံပရဟိတအသင်းဖွဲ့တွေကမြို့ပေါ်ရက်ွက်အလိုက်ချစ်စေဖြန်တာနဲ့အဘိစိတ်ခတ်တာတွေလှူဆောင်နေတယ်လို့ဆိုပါတယ်။လက်ရှိဒွေဆေးဦးကြီးမှာ အဖျားရောဂါနဲ့ဆေးဦးတက်ရောက်လာပြီး တွင်တော်ဝေးရောဂါလက္ခဏာစောင့်ကြည့်ကုသခံရသူကပတွင်ကလေးလူနာ၂၀လောက်ရှိတယ်လို့ဂျမိုင်းဝန်ထမ်းအတိုင်းဝဲစီကတည်ရပါတယ်